တကယ်တမ်းပြောရလို့ရှိရင်ကျွန်တော်တို့ဘဝတွေက emotion လို့ခေါ်တဲ့ခံစားချက်တွေနဲ့ဖြတ်တန်းလို့မရပါဘူး။ဒါတွေကတကယ်ပြောရလို့ရှိရင်အလုံးမဖြစ်တဲ့အရာတွေပါ။ဒီတော့ဘာတွေနဲ့ဖြတ်တန်းရမလဲဆိုတော့ကျွန်တော်တို့ရဲ့ action လို့ခေါ်တဲ့လှုပ်ဆောင်ခြင်းတွေနဲ့ဖြတ်တန်းရမယ်။ ပြောချင်တာကဘာလဲဆိုတော့တခါလေးမှာကျွန်တော်တို့ရဲ့ခန်းစားချက်ကောင်းတယ်မကောင်းတယ်ကိုဂယုမဆိုင်ပဲနဲ့အုံတိုင်းကွမ်းဆိုပြီးတော့မှလှုပ်လိုက်တာမျိုးပေါ့နော်အလုတ်ပြီးမြောင်းမှုပေါ့နော်ဒါတွေနဲ့ကျွန်တော်တို့ကဖြတ်သန်းမှဘဝကရေရှည်ပို့ပြီးတော့မှအလုတ်ဖြစ်မှာပေါ့နော်ဥမာနဲ့ပြောလို့ရှိရင်ခုလပိုင်းနေဆိုလို့ရှိရင်ကျွန်တော်ဆိုရင်3လလောက်ပေါ့နော်အဲတန်းန်းတွေလည်းမပေးဖြစ်ဘူး coaching session တွေလည်းခဏနားထားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲကျွန်တော်မှဆိုလို့ရှိရင်ဒါ personal ကိစ္စလေးတွေရှိတယ်နောက်ပြီးတော့ကြတော့ဒီတခြားသောပေါ့နော်ဒီတဘောကဘေး crisis တွေကြောင့်မလို့နားလိုက်တာလည်းရှိရပေါ့နော်ဒါ ော့ဘာကြောင့်ဒီသင်တန်းတွေမပြည့်ဖြစ်တာလဲဆိုလို့ရှိရင်သတော့ကလိုမျိုးကိုယ့်ရဲ့ဒီ emotion ပေါ့နော်ခံစားချက်ကိုပြန်ပြီးတော့မှ survive လုပ်ရတယ်ဥပမာနဲ့ပြောရရင်အဲကိုကတခြားသူကို training တွေပေးခြင်းနဲ့ပြီးတခြားသူတွေကိုပို့ပြီးတော့မှပေါ့နော်ဒီအကျိုးကျေးဇူးတွေရစေခြင်းနဲ့ဆိုရင်ကိုကိုယ်တိုင်ကအမြဲတမ်း motivation တက်နေပို့လို့ရတယ်ယုံကြည်မှုအပြည့်ရှိနေပို့လို့ရတယ်ပြီးလို့ရှိရင် တခြားသူတွေကိုတိချက်ပူကောင်းအောင်ပေါ့အချိုးကျစုတွေရအောင်လှုပ်ဆောင်ပေးနိုင်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်မလို့ကိုကိုတိုင်းကမပြင်ဆင်ရသေးပဲနဲ့မပေးပစ်သေးတာပေါ့နော်ဒါကျွန်တော်ရဲ့ခံယူချက်တစ်ခုလိုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အခုဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှ survive ပြန်လုပ်နေပြီပေါ့နော်ဗီဒီယိုတွေပြန်ပြီးတော့ဖန်တီးနေပြီ schedule တွေဆွဲပြီးတော့မှအလုပ်တွေလုပ်နေပြီပေါ့နော်အဲစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ဆိုလို့ရှိရင်လည်း business library ဆိုပြီး page ထောင်ပြီးတော့မှစီးပွားရေးနဲ့ design နဲ့ knowledge တွေကိုကုစားပြီးတော့မှမျှဝေပေးနေပြီပေါ့နော်မကြခင်မှာတော့သင်တန်းတွေလည်းပြန်ပြီးတော့မှပေးနိုင်နေလိမ့်မယ် ။နောက်ပြီးတော့ကျတော့ coaching session တွေလည်းပြန်ပြီးတော့မှသွားတော့မယ်ပေါ့နော်။အဲကြောပြချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဘဝမှာကဒီ feeling ကောင်းကောင်းမကောင်းကောင်းဒါတွေကိုဂယူးမဆိုင်ပဲနဲ့ကိုယ်အနေနဲ့အုံတိုင်းခွန်းဆိုပြီးတော့မှအလုပ်တစ်ခုကိုပြီးမြောက်အောင်လုပ်လိုက်တာမျိုးပေါ့နော်။အဲ့ဒါတွေနဲ့ဘဝကိုဖြတ်သန်းလို့ရှိရင်တော့ရန်လက်တွေကစက်တိုက်ရတယ်မှာဖြစ်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်အကျိုးစုံတွေလည်းမှလိုယုံကြည်ပါတယ်။